ထိုက်တန်းအလှရှင်နိုင်ငံအမေရိကန်ကိုလက်လွတ်ဆုံးရှုံးရတော့မယ့်အခြေအနေမှာရမုံငွေပုံမရရှိရေးကြိုးပမ်းနေချိန်မေလ20ရက်ကကျင်းပခဲ့တဲ့ကမ္ဘာ့ကျန်းမာရေးညီလာခံမှာတရုတ်က လာမယ့်9နှစ်တာအတွက်ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ကိုကန်ဒေါ်လာ1500ထပ်ဆောင်ပေးအပ်သွားမှာဖြစ်ပါတယ်။ဂျနီဖာမြို့မှာပြောကြားတဲ့မိခွန်အတွင်တရုတ်နိုင်ငံတော်ကောင်စီလက်ထဝန်ကြီးချုပ်လွီကျိုးကျုံကအခုလိုမျိုးကြေညာခဲ့တာဖြစ်ပါတယ်။ အခုအချိန်မှာကဘာကြီးဟာတစ်ဖက်သက်အင်အားသုံးနိုင်ငံရေးရဲရိုက်ခတ်မှုတွေနဲ့ရင်ဆိုင်နေရတာကြောင့်ကဘာလုံးဆိုင်ရာကျန်းမာရေးလုံခြုံရေးအတွက်ကြီးမားတဲ့စိန်ခေါ်မှုတွေနဲ့ရင်ဆိုင်နေရပြီးနိုင်ငံဆုံးပါဝင်တဲ့ဖြည့်ရှင်းမှုကပဲအခက်အခဲတွေကိုကျော်လွှားနိုင်မှာဖြစ်တယ်လို့လက်ထဝန်ကြီးချုပ်လူရီကကိုယ်စားလှယ်တွေကိုပြောကြားလိုက်တာပါ ဒေါ်နယ်ထရန့်အစိုးရရဲ့ဆုံးဖြတ်ချက်ကြောင့်အဓိကဖြစ်ပေါ်လာတဲ့ဗန်နာရေးအခက်အခဲတွေကြောင့် WHO က2026-2029ဘတ်ဂျက်ကို27ရာခိုင်နှုန်းကန်ဒေါ်လာ4.2ဘီလီယံသို့ပြန်လည်လျှော့ချထားပြီးဖြစ်ပါတယ်။မေလ20ရက်မှာညီလာခံကဆုံးဖြတ်ခဲ့တဲ့ဘတ်ဂျက်အသေးအရလာမယ့်နှစ်နှစ်တာအတွက်နိုင်ငံအများကမဖြစ်မနေထည့်ဝင်ရမယ့်ငွေပမာဏကို20ရာခိုင်နှုန်းတိုးမြှင့်မှာဖြစ်ပြီးတရုတ်ဟာအလှူငွေအများဆုံးထည့်ဝင်တဲ့နိုင်ငံဖြစ်လာမှာဖြစ်ပါတယ်။ ဒါပေမဲ့တရုတ်ကကြေညာထားတဲ့ဒေါ်လာသန်း900ဟာတိုးမြင့်တက်မှတ်လိုက်တဲ့အလှူငွေပမာဏမှာပါဝင်ပြီးသားဟုတ်မဟုတ်ရှင်းရှင်းလင်းလင်းမသိရပါဘူး။